တချင်းအကြောင်းအရာတော့ဒါကျွန်တော်ဘဝဖြစ်စဉ်တွေကိုဖြစ်စဉ်များဆိုခြာရေးတာပေါ့နော်မွေးဖွားခြင်းနဲ့ဒေဆုံးခြင်းမှာရှိတဲ့ကာလမှာဖြစ်တည်နေတဲ့အရာတွေကိုပဲကျွန်တော်ကထည့်ရေးထားတာပေါ့ ို့လူတွေသိဆုံးသွားမှဝန်နေတာတွေငိုကြွေးတာတွေစသဖြင့်ပေါ့နော်အယူအဆတွေကိုကျွန်တော်ရဲ့တတိပုဂ္ဂလအမည်နဲ့မကြိုက်တော့အားတွေပဲထည့်ရေးထားတာပေါ့နော်အာတို့ကတော့ဟန်နိုဘာဆမ်ပဲလိုအပ်တဲ့ကိုပို့ပြီးပံ့ပိုးပေးနေတာဗျဟုတ် တကယ်တော့လေဒီခွေလေးကိုကျွန်တော်ကလွန်ခဲ့တဲ့အဲ့လို6နှစ်ပေါ့နော်အဲ့လိုအရှိမ answer airban လေးမထွက်ခင်2019လောက်တည်းအစီအစဉ်ခဲ့တာပေါ့တပိုးတော် airban လေးကဒါပေမဲ့ကြားထဲမှာရော်ရော်နဲ့ပေါင်းပြီးတော့နှစ်ယောက် airban လေးတစ်ခုထွက်သွားခဲ့တော့ဒီကောင်လေးကိုခဏနောက်ဆုတ်လိုက်တာအကြောင်းကြောင့်အခုမှထွက်ဖြစ်တာပေါ့နော်မမေ့ရပဲထွက်တဲ့နေ့မှာပဲမိုးတွေတဲကြီးမဲ့ရော်တော့လာခင်ဗျာ โอเคဗျာဟုတ်အဲ့တော့ဟိုအမတ်တရားပဲပြီးတော့အောင်ပါလို့နော်မနေ့ကဆိုလဲကျွန်တော်မျိုးသမီးမွေးနေလေအဲ့ဒီမှာကျွန်တော်တနေ့လုံးမှာစတိတ်ဆောက်တဲ့ကိစ္စနဲ့လှုပ်ရှုပ်တာအဲ့ဒါလည်းအမတ်တရားပါပဲဒီနေ့လည်းအမတ်တရားပဲတကယ်တော့လေကျွန်တော်အဲ့ဒါတော့မထင်တာပါဘူးမိုးတွေရမ်းရွာနေကြအခုချိန်ထိမပြန်ကြသေးဘဲနဲ့ဆောက်ပြီးတော့အားပြနေတဲ့အတွက်လေဘာဖြစ်ဝမ်းသာရတယ်ဗောနော်ကျွန်တော်လည်း အဲဘယ်လိုပြောမလဲအားအားဖြစ်တာပေါ့နော်ကျွန်တော်အမှန်ဆိုနည်းနည်းတော့စိတ်သက်ချခြင်းလားဝဲမစခင်တနိုင်လောက်မှာမတို့တွေ့တဲ့မိုးကတဲအီမန်ကြီးယူမှာခုတိလေးယောင်းနေတုံးပဲလေနော်အဲအဲ့ဒါကိုအောက်ပါပြည်သက်တွေကလည်းစောင့်နေတော့ကျွန်တော်လည်းမဝေးရဲမှာပဲတနိုင်လောက်ဖြောပေးရတာပေါ့ ဲတမင်းတအပြင်းတော့နည်းနည်းချမိသွားတာပေါ့ဒါပေမဲ့တခုဆိုရင်တော့မိုးတွေပိုင်းမိဖျားနာသွားမှလည်းစိုးရင်ရတာလေတို့ဟုတ်တော့လည်းမပြန်ဘူးဆိုတာယူဟုတ်ဟောတချင်းအကြောင်းရတော့ဒါကျွန်တော်ဘဝဖြစ်စဉ်တွေကိုဖြစ်စဉ်များဆိုခြာရတာပေါ့နော်မွေးဖွားခြင်းနဲ့ဒေဆုံးချမ်းမှာရှိတဲ့ကာလမှာဖြစ်တည်နေတဲ့အရာတွေကိုပဲကျွန်တော်ကထည့်ရေးထားတာပေါ့အဲဒီထဲမှာပါတဲ့တချင်း6ဘောက်9ဘောက်လောက်အဲလိုအကြောင်းအရာတွေပါပဲကျန်တဲ့3ဘောက်လောက်ကတော့အသေးခွဲခြင်းတွေရှိတဲ့ချင်းတွေပါဘဝချင်းတွေဒီမှာဘဝနဲ့သက်ဆိုင်တဲ့တချင်းတွေပါပဲဟိုအကြောင်းမဲ့တော့ဒါဟုတ်တာ ဲတော့လေကျွန်တော်အကြောင်းဆိုရတဲ့ဆိုင်ကျွန်တော်မြင်တွေ့နေရတဲ့ဘဝပေါ့နော်ဥမာဆိုကျွန်တော်ကိုဗစ်ကာလမှာမြင်တွေ့ခဲ့ရတဲ့အကြောင်းအရာတစ်ခုမြင်သွားတဲ့အချိန်မှာလို့အနေအဆဆိုရတဲ့အချိန်ထွက်လာတယ်ပေါ့နော်အဲ့လိုမျိုးပေါ့တေဆုံးခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့အဓိကတော့ဗျာလို့လူတွေတေဆုံးသွားမှဝမ်းနေတာတွေငိုကြွေးတာတွေစသဖြင့်ပေါ့နော်အယူအဆတွေကိုကျွန်တော်ရဲ့တတိပုဂ္ဂလအမြင်နဲ့မကြိုက်တော့အဲ့ဒါတွေပဲထည့်ရေးထားတာပေါ့နော်လူငယ်တွေရဲ့ဖန်ဆာချက်လုံးဝကိုက်ညီမယ်လို့ထင်တာအဲ့လိုတော့လည်းမထင်ပါဘူးတကယ်တော့လေဒါကျွန်တော်တတိပုဂ္ဂလခံစားချက်ဆိုတော့လေနည်းနည်းဟိုတိုက်ဆိုင်တဲ့လူတွေရှိရင်တော့လေကြိုက်ကြမှာပေါ့နော်တကယ်တော့ဒါကျွန်တော်အကြိုက်တည်းကြီးပဲဆိုတော့ဟုတ် ့အချိန်ကတော့ကျွန်တော်အဲ့လိုခုနပြောလို့9နှစ်ကျော်6နှစ်လောက်ယူထားရတာပေါ့နော်အဲ့တော့ဂျာတယ်မှာမှအဲ့လို data တွေပြတ်သွားလို့ပြန်တော့ရတယ်ရှိဘယ်လိုပြောမလဲတညာလုံးအဲ့လိုအတန်သွင်းရတာကြီးလည်းရှိရပါတော့ဒါကတော့အချင်းဆိုရဲသူတော်များဖြစ်ရမယ်ဟိုဖြစ်ကြုံတွေ့နေရတဲ့ကိစ္စတွေပါပဲထွေထူးတော့မဟုတ်ပါဘူးတဲ့ခွဲချင်းကတော့အဲ့လိုကိုတို့ဘက်တေးကိုတို့ဘက်ရေးပေးထားတယ်မှားတယ်ဆိုရင်အချင်းလေးပါတယ်ဒါတော့လူဘွားဖြစ်စင်မယ်လीเนาะ ။အာသူကတော့ဟန်ရက်ပါဆမ်းမယ်လိုအပ်တဲ့ကိုပို့ပြီးပံ့ပိုးပေးနေတာဗျာဟုတ်။အမှန်ကဆိုင်ဘူး။အဲ့လိုတော့မဟုတ်ပြဘူး။တချင်းပြိသက်အနေနဲ့ပြောတာတော့မဟုတ်ဘူး။သူကကျတော့ကျွန်တော်ဖြစ်သိချင်တဲ့ဟာတွေကတော့နောက်ကနေပံ့ပိုးပေးတဲ့လူတယောက်ပေါ့နော်အဲ့လိုမျိုးပေါ့။ဒီကတော့ကျွန်တော်အပေါင်းဆုံးဆိုတာလည်းအဆိုးဆုံးမဖြစ်အောင်တော့အများကြီးပြင်ဆင်ထားတယ်ပေါ့နော်ထွက်လာတဲ့အခါကျရင်လည်းနားဆင်ပြီးတော့ဝေဖန်အကြံပြုပေးခြင်းခြင်းနေပေါ့